နေအိမ်ခိုးယူခံရလို့ဆန္ဒပြနေတဲ့ပါလက်စတိုင်းခရိယာလူသမီးကိုအစ္စရေးစစ်သားတွေကတွန်းထိုးနေကြတာပါ။ဟိုမှာကြည့်ပါအောင်ကျမတို့အချန်ထဲမှာကျမတို့ရဲ့ခုံတွေပေါ်မှာထိုင်နေတဲ့အစားအသောက်တွေတော့စားနေကြသေးတယ်။တော်တော်အရှက်မရှိတဲ့သူတွေပါ။ Palestine ဘိုင်းအနောက်ဘက်ကန်ကပါလက်စတိုင်းခရီးယားမိသားစုတစ်ခုရဲ့နေအိမ်ခိုးယူခံရတဲ့ဒီအဖြစ်အပျက်ဟာ2024ခုနှစ်ဇူလိုင်လမှာဖြစ်ပွားခဲ့တာပါ အနစ်ကီစီယာဆိုရက်ဒီမုဒ်မီဟာပိုင်ဆိုင်မှုဆိုင်ရဆာရန်နေပြတ်ခဲ့ပေမဲ့လေခြေချသူတွေကတော့နေရင်ကနေဖဲပေးခြင်းမရှိပဲမောင်ပိုင်စီးခဲ့ကြပါတယ်။ကျမရဲ့ချမ်း၊ကျမရဲ့မိသားစု၊ကျမရဲ့အမတ်တရားတွေ၊ကျမရဲ့မြေ၊ကျမရဲ့တစ်ပင်တွေအားလုံးဒီမှာပါပဲ။ကျမတို့ကဒီမှာပဲဖြစ်တည်လာတာဒါကြီးကိုဆွံ့လွတ်လိုက်ရမယ်ဆိုတာလွယ်တဲ့ကိစ္စမဟုတ်။မင်းရဲ့မြေဟာမင်းရဲ့ဂေါတိတ်ခါပဲဆိုတဲ့စုယူစကားရှိတယ်မလား။ ျမတို့ဒီတက်အထုတ်ထုတ်ပြီးတော့ထွက်မသွားနိုင်ပါဘူး2024ခုနှစ်ဇူလိုင်လအတွင်းမှာဂျူးချေချနေထိုင်သူတွေနဲ့ Israeli စစ်သားတွေဟာ3ရက်နေအိမ်ထဲကိုဝင်ရောက်ကျူးကျော်ပြီးပြောင်ပြောင်တင်းတင်းပဲခိုးယူခဲ့ကြပါဖြစ်ပါတယ်။ကီစီယာဟာအခြားသောပါလက်စတိုင်းတွေညီတူသူမရဲ့အိမ်ကိုဘယ်တော့မှပြန်မရတော့ပါဘူး။ရှင်ကျမတို့အိမ်ကိုခိုးနေရနော်။ငါမခိုးလိုက်တခြားလူလာခိုးမှာပဲလေ။ ကမ္ဘာတဝန်းကဂျူးအခြေချသူတွေရဲ့စိတ်နေစိတ်ထားကိုပေါ်လင်းစေတဲ့ဖြစ်ရဖြစ်ပါတယ်။ဒီအဖြစ်ပြဟာပါလက်စတိုင်းပိုင်းအရှိဂျေရုဆလင်ကရှိတ်ကြာလာဆိုရက်ရက်ကွက်မှာ2021ခုနှစ်မေလအတွင်းကဖြစ်ပွားခဲ့တာဖြစ်ပါတယ်။ပါလက်စတိုင်းသို့လောင်လောင်နေထိုင်တဲ့ရှိတ်ကြာရက်ကွက်ဟာဂျူးအခြေချသူရဲ့မကြာခဏလာရောက်ခူးယူသိမ်းပိုက်တဲ့ရှိတဲ့ဒေသခုလည်းဖြစ်ပါတယ် 2025ခုနှစ်ဇူလိုင်လကအနောက်ဖက်ကဟီဘရုမြို့မှာဖြစ်ပါတယ်။ပါလက်စတိုင်းတူပိုင်ဆိုင်တဲ့ဒူးချန်နဲ့ကဒူးတွေကိုဂျူးချီချနေထိုင်သူတွေက ဝင်ရောက်ခိုးယူနေတာပါ။ဒီအဖြစ်အပျက်ကိုအစ္စရေးစစ်သားတွေကလုံခြုံရေးရယူပေးခဲ့ပါတယ်။ဒူးချန်ပိုင်ရှင်ပါလက်စတိုင်းတွေကဟစ်ဖို့တားဆီးနေပေမဲ့အစ္စရေးစစ်သားရောခိုးယူမှုပြုလုပ်နေတဲ့ဂျူးချီချနေထိုင်သူတွေကပါ အရေးလုံးချင်မရှိခဲ့ပါဘူး။ ဗီဒီယိုရိုက်ထားပါငါဟင်ကငါသွားတာကိုသွားလို့မရဘူးပြောနေတယ်စစ်တပ်ကိုခေါ်လိုက်ရဲကိုကခေါ်လိုက်ငါဟင်ကိုတူလူသွားတာငါဟင်ကိုယူသွားတဲ့တခိုးလိုက်ကောငါအိမ်ကိုလည်းခိုးတယ်ဆိုလာပန်းတွေကိုလည်းခိုးတယ်ဂတ်စ်အိုးတွေလည်းခိုးတယ်အဲ့ဒီလူအကုန်ခိုးရတာအင်္ဂိုလာကြည့်တဲ့ဂျမမောင်ကိုလည်းသူတို့ရိုက်ပလိုက်တာအခုအရေးပေါ်ကိုရောက်နေပြီ2024ခုနှစ်မလကအနောက်ဖက်ကအင်ရှဗလီဆိုတဲ့ရက်ကောမှာဖြစ်ပွားခဲ့တာပါ ပါလက်စတိုင်းတွေရဲ့လက်ထုံဇက်ကိုဂျူးချေချနေထိုင်သူတွေက ခိုးယူခဲ့တဲ့အဖြစ်အပျက်တစ်ခုပါပါလက်စတိုင်းပိုင်းအနောက်ဘက်ကကွာဒရွတ်ယော်မာ2023ခုနှစ်မေလမှာဖြစ်ပွားခဲ့တာပါကင်းဖြစ်ပေါ်ရနေရမှာဣဇရေလလုံကြုံရေးတပ်ဖွဲ့ဝင်တွေရှိနေပေမဲ့ဒီလိုခိုးယူမှုကတော့တာစီဟန်တာခြင်းမရှိခဲ့ပါဘူး 2024ခုနှစ်စက်တင်ဘာလအတွင်းကအနောက်ဖက်ကန်ဂျာဒီချူမြို့နယ်ကမြင်ဝဲမှာပါလက်စတိုင်းတွေပိုင်ဆိုင်တဲ့ကျွဲနွားစိတ်တွေကိုဂျူးခြေချနေထိုင်သူတွေက အစိတ်ခက်ပြီးတပ်ဖြတ်ထားတဲ့ပုံရိပ်ဖြစ်ပါတယ်သောပိုင်းမှာဒီတရိษံတွေကိုခိုးယူဖို့ကြိုးစားခဲ့ပေမဲ့လည်းမအောင်မမြင်ဖြစ်ခဲ့တာကြောင့်အခုလိုတပ်ဖြတ်ခဲ့တာလို့စုံစမ်းစစ်ဆေးသူတွေကပြောပါတယ် ယူချေချနေထိုင်သူတွေကပါလက်စတိုင်းတွေရဲ့သိုးတွေကိုခိုးယူတဲ့နောက်ထပ်ကိစ္စတစ်ခုပါ2024ခုနှစ်စက်တင်ဘာလတွင်ကအနောက်ဘက်ကဟီဘရွန်မြို့မှာဖြစ်ပွားခဲ့တာဖြစ်ပြီးအစ္စရေးလုံခြုံရေးတပ်ဖွဲ့ဝင်တွေကဒီခိုးယူမှုကိုကာကွယ်ပေးခဲ့တာဟုဗီဒီယိုမှာအတိုင်းအတာတွေ့မြင်နိုင်ပါတယ်။